ဟုတ်ကဲ့မင်္ဂလာပါမင်္ဂလာပါနော်ဒီမှာကြည့်ကျတို့အမေရိကန်နိုင်ငံမှာအမေရိကန်နိုင်ငံမှာဖြစ်နေတဲ့ပြဿနာလေးတို့တစ်ချက်ကျွန်တော်ပြောပြမှာဖြစ်ပါတယ်နော်အခု Lawrence Food Stand နေပြနေတော့ကြောင်းနော်ဒီမှာဒီစီလူနေနေတယ်နော်ဒီစီလူနေနေအောင်မကြည့်အောင်ဟုတ်ပါဆရာမြန်မာတော့ဘလုံးပိတ်ထားပြလိုက်တာပေါ့နော် rice တဲ့ rice ကိုမရှာဘဲနဲ့စားပါမဟုတ်တဲ့ဟာတွေရှာကြည့်အရင်ခက်ခဲတယ်ဆိုတော့ကြည့် US နိုင်ငံကတော့လွယ်တော့မလွယ်တော့ဘူးမကြည့်ဒီနိုင်ငံမှာတော့အာအခုတော့ပတ်စံမပေးပန်းချက်သွားနေတဲ့အနေအထားမျိုးကြည့်ရအောင်ပတ်စံမပေးဘူးဆိုတော့ကအခုအဲ့လိုပြောနေတာကဒေါ်နယ်ထရပ်ကလည်း shutdown လုပ်တယ်လို့သူကပြောနေတာပေါ့နော်အမမကဒေါ်နယ်ထရပ်ကလည်း shutdown လုပ်နေတာမဟုတ်ပါဘူး ဒီမိုကရက်တစ်ဒီကဆက်သွားလို့နေတာဖြစ်တယ်အဲဒါကဘာလဲဆိုရင်သူတို့ပြောနေတဲ့ဟာကဘာလဲဆိုရင်ဒီ illegal တွေကိုကြားမရဆော့ရှော့ခွေနဲ့ food stand တွေကိုအပြစ်ဝပေးဖို့အတွက်သူတို့ဒီပြီးတော့တည်င်းမင်တရားတွေပေါ့အမှား VOA တို့ကခုကဒီအစိုးရရဲ့ထောက်ပံ့ခြင်းမရတော့အစိုးရကထောက်ပံ့ခြင်းမရတော့ထောက်ပံ့ခြင်းမရတော့ပြက်ပလိုက်တော့ခုဘာလုပ်လဲဆိုရင်အာသူတို့မှာပြဿနာဖြစ်တာလေတည်င်းမင်တရားခုတည်င်းမင်တရားတချို့မှာခုမြန်မာနိုင်ငံအာ တော်တော်များများတုံးနေတဲ့ဟာကိုကျွန်တော်ပြောမှဆိုရင် VOA ပေါ့ Voice of America ပေါ့အဲ့ဒီတင်းဌာနကလုံးလုံးပြုတ်သွားပြီဖြစ်တယ်ကျွန်တော်ကဘာဖြစ်လို့သူတို့က Democratic ကိုပဲရန်အားပေးပြီးမှ Republican တို့ Donald Trump ကိုမကောင်းအကြောင်းတွေပြောပြီးမှဒီ Democratic တွေကိုကောင်းကောင်းမို့ကောင်းတဲ့အကြောင်းတွေပဲရေးနေတာဘာမှမဟုတ်ဘူးဒီအာအမှန်ကမှန်တမ်းမချပြပဲနဲ့လှုပ်ဝက်ပြီးမှတီးတန့်ပေါ့ဟောတီးတန့် ဟိုလုတ်ပြီးနေတော့ကျွန်တော်တွေ့တော့ဘာဖြစ်လဲဆိုကျွန်တော်နဲ့စဉ်းစားတာပေါ့ဘာအများဖြစ်တာလဲပေါ့ဗျာအဲ့တော့အခုအခုမှသိရတာဒီတတိယမြင့်တရားကိုအာပတ်စံပြီးနေ VOE ကိုဒီဆူရကနေထောက်ပတ်ပြီးနေတာအာကိုအမတိဘူးအဲ့ဒါနောက်ခုတတိယနေထွက်လာတယ်တော်တော်များများပြဿနာဖြစ်လာမှာပဲဒီလူကြီးကအာနောက်ကနေအာပတ်စံပြီးနေတာကိုကျွန်တော်တွေ့ရတယ် ဲတဲ့ဒိတ်မီဒီယာတွေကိုသူတို့ဒီမိုကရက်တစ်တွေကကောင်းမှုပတ်စံပေးနေမှာတော့ဘလို့လို့ပြီးမှဒီ Republican တို့ Donald Trump တို့ကောင်းတဲ့အကြောင်းရေးတော့မလဲအမကောင်းတဲ့အကြောင်းပဲရေးမယ်ဒီဒီမိုကရက်တစ်ကို campaign လုပ်ပေးတာပေါ့ message တွေပေးတဲ့အနေအထားမျိုးနော်လုပ်ပေးတာကိုကျွန်တော်သူတို့နည်းနည်းသိရတာဖြစ်ပါတယ်အဲ့စကားကိုကြားလို့လေမြန်မာပြည်သားတချို့တွေမြန်မာနိုင်ငံသားကလည်းမြန်မာနိုင်ငံသားတွေဒီမြန်မာပြည်သားတချို့တွေကလည်း US နိုင်ငံမှာအဲ့တတိယကမှနားထောင်ပြီးမှအမားကိုအမန်းအဟုတ်အမန်းကိုမသိဘဲနဲ့ အာလို့အာဒီဒီဝင်ထားပြီးမှပြောနေလူရှိတယ်။အဲ့ဒီတည်တည်မြင်ရဟောခုပြက်ပလိုက်ပြီ။သူထောက်ပတ်ကြည့်ပြက်ပလိုက်တော့အခုကအဲ့ဒီအာအာ revolution continuation revolution လို့ခေါ်ရပါ။အဲ့ဒါကိုအဲ့ဒါဒီဒီဒီ bill ကို continue resolution resolution လို့ခေါ်တဲ့ဒီ bill ကိုသူတို့ကမလုပ်တယ်လို့ဆိုရင်အမှန်မှန်ကအမြဲတမ်း73ကြိမ် လုပ်ပြီးသွားရင်အဲ့ term မှာသူတို့ data media ကိုထောက်ပတ်ပေးတာတို့အာ data media ကိုထောက်ပတ်ပေးတာတို့ဒီ illegal လာတဲ့လူတွေကိုအာ food stand နဲ့ medicate အပြည့်အဝထောက်ပတ်ပေးတာတို့အကုန်လုံးဘီလီယံနဲ့ချီပြီး400ဘီလီယံလောက်တူချီရဲ့အာဒီဘီလီယံအများကြီးပေါ့နော်အဲ့ဒီ bill ထဲမှာထည့်ထားတာဖြစ်တယ်ဆိုတော့ republic ကလည်း bill ကိုသူကဖယ်ပလိုက်တာဖယ်ပြီးမှအဓိက USA မှာရှိတဲ့ အာခွေရှိတဲ့လူဒါခွေပေးဖို့အတွက်ပေါ့နော် benefit ပေးဖို့အတွက်သူတို့အားဒါကိုအာကောက်ကွက်ပြီးမှအခု democratic တွေထည့်ထားတဲ့တရင်မီနီယာကိုထောက်ပတ်ပေးတာရယ်အာဒီကုနာဒီ illegal တွေကိုထောက်ပတ်ပေးတာဟာကိုသူကထည့်ခိုင်းစီချင်တာအဲ့ဒါမထည့်လို့အခုပိတ်နေတာဖြစ်ပါတယ်ဆိုတော့ဘယ်သူတွေကပို့ပြီးမှ American တချစ်တယ်လဲ American အတွက်ပါတယ်လဲဆိုတော့ကျွန်တော်တို့တည်တံ့တည်ရတာဖြစ်ပါတယ်တချို့ကအခုဒီ bill ထဲမှာပါတဲ့ဟာကဒီဒီနိုင်ငံမှာမဟုတ်တဲ့တခြားနိုင်ငံမှာ ရှိတဲ့လင်သူချင်းကြိုက်တဲ့လူတို့ကိုပါအာ promotion လုပ်ပေးပြီးမှာပေါ့နော်အဲ့လိုတိုင်းပြည်တို့ကိုတွားပြီးမှာလို့အာအဲ့လို promotion တွားဆင်းမိတဲ့လူတွေပါတာလို့ကျွန်တော်ကြားရတယ်ဆိုတော့ American မှာ Cook Food Stamp မရတော့အမမကဒီ FDA ကဒီပါမက်ကသူတို့ကိုချက်ပေးရမယ့်တောင်းသူတို့မှရှိတယ်ဒါမဲ့သူတို့မချပေးဘူးမချပေးဘဲနဲ့မလုပ်ရဆိုရင် ကုစတေကနေတာဝယူယူပေါ့တာဝယူဖို့တကယ်နာကုစတေကနေဒီဖုစတေကိုတာဝယူဖို့ပေးရတော့များလဲဒီ FD ကအဲ့ဒါဘောပါပြန်လိုက်တခါ top up ပေးဖို့မရှိဘူးသူကမ top up တော့အပြင်အပေါ်မှာအာခု Virginia State မှာဆိုရင်ယာယီဒီ Federal ကနေမ top up လို့သူတို့ဖုစတေနေမပေးတော့ဆိုရင်သူတို့ state ကနေသူတို့ပေးမဆိုရင် now government reopen ပြန်ဖြစ်လာလို့ရှိရင်လေဒီသူတို့ top up လိုက်တဲ့ဟာတွေကိုသူတို့ government ကနေပြန်မပေးဘူးပေါ့ အဲ့လိုလေးလေးပြောထားတာရှိပါတယ်ဆိုတော့ကျွန်တော်ထင်တာကတော့ဒီဟာကလားဒီမိုကရက်တစ်တွေက pass မလုပ်ရချင်းအကြောင်းရင်းကဘာလဲဆိုရင်အေးတိတိလေးကိုခွေရေးပြတာဖြစ်တယ်အကြီးကြီးကဘာလဲဆိုရင် federal နဲ့ပတ်သက်တဲ့ဒီအခုတော့ say ice deep ice deep ရဲ့ဒီ federal guy ဆိုတဲ့ဒီ federal နဲ့ပတ်သက်တဲ့ army တွေပေါ့နော်ဒီ federal နဲ့ပတ်သက်တဲ့ဒီအာရေးတို့စစ်သားတို့အလုပ်အားလုံးတွေအတွက်ပေါ့နော်သူတို့က အာပတ်စံမပေးဘူးလာစံမပေးဘူးဆိုရင်ဒီအခုလိုကျွန်တော်ပြောတဲ့ရဲတွေမပါပါဘူးဒီ federal စစ်တပ်တွေပေါ့အဲ့ဒီမျိုးလူတွေ federal လို့ချွေတွေကိုကပတ်စံမပေးဘူးဆိုရင်အခုလိုမျိုး ICE တို့ဘာလို့ညာလို့ဟို immigration ဖမ်းနေရတယ်သူတို့လုံနိုင်မှာမဟုတ်ဘူးဆိုတော့သူတို့ကအဲ့ဒါကိုအဓိကတက်ကတ်ထားပြီးမှအပတ်စံမလို့ရခြင်းဖြစ်ပါတယ်အဲ့ဒါ test မလို့ရခြင်းကအဓိကတာပဲအာသူတို့ပတ်စံမပေးဘူးဆိုတော့နိုင်ငံတကာဒီအခုစစ်တပ်တွေတို့ နိုင်ငံဝထမ်းနေအားလို့ကိုပတ်စံမပေးဘဲနေမစွင်သူတို့ရဲ့လုံမသူတို့မလုံဘူးဆိုရင်ဒီအာဒေါ်နယ်ထရန့်ရဲ့အင်မီဂရန့်နဲ့ပတ်သက်တဲ့လုပ်ရည်တွေကလည်းရှင်းနာသွားမယ်ဆိုပြီးတော့သူတို့ကအဲ့ဒါရွေချင်းနဲ့လုပ်နေတာဖြစ်ပါတယ်အားလားကြောင့်တော်တော်လေးခက်ခဲပါတယ်ဒီနိုင်ငံမှာတော့အာအဓိကတော့60ဗိုလ်ရဖို့အတွက်လုပ်နေတာဖြစ်တယ်သူ60ဗိုလ်အထိမရဘဲနဲ့အာခုတော်စေတည်နေတာဖြစ်ပါဘူးမမအဲ့ထဲမှာလောကပိတ်နေတာဖြစ်ပါတယ်ဒါလို့ပြောပြချင်တာဖြစ်တယ်ဆိုတော့ အမေရိကန်နိုင်ငံမှာတော့ခရော့တွေမကြည့်တော်တော်လေးတော့မဝမတ်တွေမှာပေါ့ဒီ shopping mall တွေမှာလူကြီးကြီးမှ PC ကိုပတ်စံမသေးဘဲနဲ့ချက်သွားနေတာဖြစ်ပါတယ်ပေါ့နော်အားလေးကိုပြပြချင်တာဖြစ်ပါတယ်ဝမ်းမမှာဖြစ်ပါတယ်ဒီမှာနောက်ဘက်ဒီမှာပတ်စံမသေးဘဲနဲ့ချက်သွားနေတာဖြစ်ပါတယ်အမတန်မှကြောက်စရာကောင်းတယ်အမတန်မှလည်းအာဒီနိုင်ငံမှာတော့အတင်းတမလို့လို့မရဘူးဒါပေမဲ့ဒီလိုလိုတနေ့ကျတော့ ဒီလိုမျိုးမှတ်ထားပြီးမှဖိုင်လည်းဖမ်းမှာပေါ့ဆိုတော့ကျွန်တော်ပြောလို့တော့မရဘူးဒါကြောင့်အခုရွေးစင်မှတော်တော်စင် Federation တက်လို့ထားတဲ့ကြောင့် Food Stamp မရဘဲနဲ့နေခဲ့သူတွေက Shopping Mall မှာတွားပြီးမှ Market တွေဒီဘာလဲအစားတောင်းတဲ့ရောင်းတဲ့ဒီ Market တွေကိုတွားပြီးမှလိုရနေတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အာဆက်လက်ပြီးဘလို့ဖြစ်လာမလဲဆိုတော့ကိုယ်လည်းမပြောတတ်ဘူးပေါ့နော်ဆိုတော့ဆောက်တိုင်းပြီးမှကျွန်တော်တတိယမြန်မာလေးကိုနားထောင်ပြီးဖို့မစ္စတာတော်တွေတိုက်တွန်းချင်ပါတယ်ဒါပဲနောက်မှပြန်တွေ့ကြမယ်နော်